ျွန်တော်ရဲ့ညာလက်သီးကမကြခင်ပန်တိုဂျာရဲ့မျက်နှာပေါ်ရောက်တော့မယ်လို့ထည့်ပြန်လိုက်တဲ့ချော့ရှွာပဲအားလုံးပဲမင်္ဂလာပါမာရှယ်အကယ်ဒမီ channel ကနေပြည်သက်အားလုံးချိုးဆိုပါရခင်ဗျာဒီနေ့ကျွန်တော်ပြည်သက် DC ကိုပြောချင်တာကတော့ ကျွန်တော်တို့ team fighter လေး Joshua Van ကမကြခင်မှာသူ့ရဲ့ညာလက်သီးကပိုင်တူချိုင်းမျက်နှာပေါ်ရောက်တော့မယ်လို့တဲကိုဖျင်းလိုက်တဲ့အကြောင်းလေးကိုပရိသတ်တွေစီပြောကြတာပါ။လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာဆိုရင် UFC က UFC 323ပြိုင်ပွဲကြီးကို Las Vegas က T-Mobile Arena မှာကျင်းပသွားတော့မယ်။ UFC ရဲ့2025ခုနှစ်အတွက်နောက်ဆုံး pay-per-view အပိတ်ပွဲဖြစ်ပါတယ်။အဲ့ဒီပွဲပြီးရင် UFC ကသူတို့အနေနဲ့ 2025ခုနှစ်မှာနောက်ထပ် paper view ပွဲကိုကျင်းပသွားတော့မှာမဟုတ်ဘူးအဲ့ဒါကသူတို့တွဲ2025ခုနှစ်နောက်ဆုံးပွဲဖြစ်ပါတယ်ဒီပွဲကိုလာမယ့်ဒီဇင်ဘာ9ရက်နေ့မှာကျင်းပမယ်ခပတ်လူပွဲ2ပွဲနဲ့ပွဲတဲ့ပေးထားတယ်ပထမဦးဆုံးကောင်းပွဲနေရာမှာတော့ Mare Divalage Fili နဲ့ Piotr Yan တို့ကမတချေပွဲဖြစ် Bandwidth Champion ခပတ်လူပွဲထိုးကြမယ်ကိုမင်းပွဲစဉ်မှာတော့ကျွန်တော်တို့ Team Fighter လေး Joshua Van က Alexandri Pandoja C ကနေ Champion ခပတ်ကိုစင်ခေါ်မယ် Flyweight Dan Champion လူပွဲပြထိုးမယ် ဒါကိုအားလုံးလည်းသိထားပြီးသားဖြစ်မယ်ပြောရရင်ပွဲထိုးရဖို့ကလည်းဘလောက်မှမလိုတော့ဘူးတော်တော်လေးကိုနီးလာပြီဖန်ကလည်း training camp တွေကိုတော်တော်လေးကိုလှုပ်ဆောင်ထားတယ်ပန်တိုဂျာကလည်း training တွေကိုတောက်လျှောက်ဆင်းနေတာမျိုးကိုတွေ့ရတယ် fighter နှစ်ယောက်လုံးကအဆအဆအရာကိုကိုပြင်ဆင်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဂျောရှောဘန်ဆိုလည်းဝေးချတဲ့အပိုင်းကို strength and conditioning လုပ်တဲ့အပိုင်းတွေကိုသေချာပြင်ဆင်နေတာမျိုးကိုတွေ့ရတယ် ပန်တိုဂျာကလည်းဂျောရှွာဘန်နဲ့ထိုးမဲ့ပွဲကတကယ်ကိုသူ့အတွက်ခက်ခဲချမ်းတမ်းမဲ့ပွဲဖြစ်လိမ့်မယ်။ဒါပေမဲ့ဂျောရှွာဘန်ဆိုတဲ့ခြေတိုက်ကိုသူကအေးအေးဆေးဆေးချုပ်ပြနိုင်တယ်။ဒါကြောင့်မလို့ဒီပွဲက easy money ပွဲဆိုပြီးတော့မှပြောသွားသေးတယ်။ဒီလိုမျိုး fighter နှစ်ယောက်ကတော့တယောက်နဲ့တယောက်စကလုံးတိုက်ပွဲတွေဆင်နွှဲနေကြတယ်။ကြာသိခင်ကတော့ဂျောရှွာဗန်ကပန်တိုဂျာနဲ့ပတ်သက်ပြီးတော့မှမှတ်ချက်ပေးလာတာလေးတွေရှိပါတယ်။ဘလို့လဲဆိုတော့အားလုံးရဲ့သွေးကအနီရောင်ပဲ ကျွန်တော်လည်းသွေးထွက်တတ်တယ်သူလည်းသွေးထွက်တတ်တယ်မကြခင်မှာပန်တိုဂျာရဲ့ညနာဘော်ကိုသူ့ရဲ့ညာလက်သေးကရောက်တော့မယ်မကြခင်မှာတွေးကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂျော်ရှွာဗန်ကပြောသွားပါတယ်ဂျော်ရှွာဗန်ကတော့ပန်တိုဂျာကိုတီခီယိုနဲ့ပွဲသိမ်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲပြင်ဆင်လာမှာဖြစ်ပါတယ်ဂျော်ရှွာဗန်ကဗျဘောက်ဆင်ကလည်းတအားကောင်းနေပြီးတော့ wear on the fighter လို့ပြောလို့ရတယ်ဒါကြောင့်မလို့ဂျော်ရှွာဗန်ကလည်းဒီပွဲမှာအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ် fighter နဲ့ကိုတေချာဒီဒီသုံးသက်ရမယ်ဆိုရင်ကျွန်တော်တို့ချင်း fighter လေးက way round fighter လို့ပြောလို့ရတယ်တစ်ဖက်က pandoja ကကြတော့ ground game man ကိုပိုအပြုတ်ကစားတဲ့ fighter striking mind မှာကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ joshua man လောက်တော့ striking mind မှာအရင်ကြီး power ပါနေတာမျိုးကောင်းနေတာမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကတွေ့ရရေးပြမမရှင်ပြီးတော့ပညာဆန်းရမယ်ဆိုရင်တော့ကျွန်တော်တို့ fighter လေးက pandoja လောက်တော့ အရင်ကြီး level မြင့်နေမှာမျိုးမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ပိုင်တိုဂျာက PGJ မှာတကယ်ကိုကောင်းတဲ့ Brazil fighter တယောက်လည်းဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီအပိုင်းမှာတော့ပိုင်တိုဂျာကို short ထားလို့မရဘူး။အသက်အရွယ်ပိုင်းကရှင်ရမယ်ဆိုရင်ပိုင်တိုဂျာက35နှစ်အရွယ်ကိုရောက်နေပြီ။ပြီးတော့ကျွန်တော်တို့ fighter လေးကတော့အခုမှ34နှစ်ပဲရှိသေးတယ်။တကယ်ကိုမှအကောင်းဆုံးအနေထားတစ်ခုကိုရောက်နေတဲ့အသက်အရွယ်လို့လည်းကျွန်တော်တို့ကသတ်မှတ်လို့ရပါတယ်။ အရန်တီဂရိတေမှာအစအစအေယာဖိုင်တာနေရာလုံးကလုံးထူတောက်တူဖိုင်တာတွေဒါတွေကိုထူထူပြောနေကြမလို့ဘူးပွဲထိုးထားတဲ့နောက်ဆုံးထိုးတက်ခဲ့ပွဲကလည်းတူတူပဲတရက်ထဲထိုးထားကြတယ်ဂျိုရှွာဗန်ကဘရန်ဒန်ရိုက်ဘယ်ကိုနိုင်ပြီးတော့နံပါတ်1ကွန်တန်နာနေရာမှာရောက်ရှိလာတယ်ပန်တိုဂျာကကန်ကာရာဖရန့်စ်ကိုနိုင်ပြီးတော့တိုက်တဲ့ဒီဖန့်စ်လှုပ်ထားနိုင်တယ်ဒါကြောင့်မလို့ခင်းချင်းရသုံးသက်ရရင်ဖိုင်တာနေရာလုံးရဲ့အနေအထားကသိပ်ပြီးမကွာဘူး ဂိမ်းပလန်မှန်မှန်နဲ့အမှားမလုပ်တတ်တဲ့ဖိုင်တာကစားသွားမယ်ပွဲလို့ကျွန်တော်တို့ကပထမအဦးဆုံးသတ်မှတ်လို့ရပါတယ်ဒီပွဲမှာဖြစ်လာနိုင်တဲ့အခင်းချင်းတစ်ခုကိုသုံးသပ်ရမယ်ဆိုရင်ဂျော်ရှွာဗန်ကတော့ပွဲစတာနဲ့သူ့အရင်ပွဲထွက်နေတဲ့ပုံစံပဲပထမအချိန်မှာအကဲခတ်မယ်ဒုတိယအချိန်တတိယအချိန်ဒီမှာသူ့အနေနဲ့ဖက်ပြိုင်မဲ့ဖိုင်တာရဲ့အနည်းချက်ကိုရှာမယ်ရှာပြီးရင်ပွဲသိမ်းရလက်ကိုဥတီမယ်လို့ကျွန်တော်ကတော့မြင်တယ်ဖန်ကိုရန်ကလည်းပြီးခဲ့တဲ့အင်တာဗျူးမှာပြောသွားတယ်သူ့အနေနဲ့ပန်တိုဂျာကိုတတိယအချိန်ဒါမှမဟုတ် နောက်ဆုံး final round မှာ TKO သို့မဟုတ် KO နဲ့ပွဲသိမ်းခြင်းနဲ့အလဲထိုးပြမယ်ဆိုပြီးတော့မှကြုံဝါထားတာမျိုးတွေ့ရတယ်။ Pandoja ရဲ့ game plan ကကြတော့ Joshua Van က ground game ဘိုင်းမှာဘယ်လိုလဲဆိုတော့သူမသိဘူး။ဒါကြောင့်မလို့ Joshua Van ကိုသူကချုပ်ွက်နဲ့ပွဲသိမ်းမှုပြင်ဆင်လာမယ်။ Joshua Van ကိုဝင်လုံးမယ်လုံးမရင် submission ဘက်ကိုကူးမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ Final ရောက်လုံးကတော့ကိုအာတန်ရအာတန်ရကိုပြင်ဆင်လာမယ်ပုံစံတွေမှာရှိတယ်။ ဂျော့ရှွာဗန်အတွက်အရေးကြီးဆုံးကတိတ်တောင်း defense လို့ဖြစ်မယ်။တိတ်တောင်း defense ကကောင်းကောင်းလုပ်နိုင်ရင် UFC champion ဆိုတဲ့ခုံပေါ်ကဂျော့ရှွာဗန်စီကိုရောက်လာမှာမလွဲမသွေပဲဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ fighter လေးရဲ့ boxing skill ကိုကျွန်တော်တို့ယုံလို့ရပါတယ်။တကယ်ကိုယုံလို့ရတယ်။ရှေ့ပွဲတွေမှာကြည့်လိုက်ပါ striking တအားကောင်းတဲ့ fighter တွေကိုလည်း deep boxing skill အကောင်းသားအကျန်းသားကြီးတွေနဲ့ပဲဖြိုပြလာတာဗျာ။ Brandon Rivera နဲ့ပွဲကိုပဲအလုံးကြီးကြီးလိုက်ပါ။ Brandon Rivera ဆိုတာက striking မိုက်မှာတအားကောင်းတဲ့ fighter ဗျာ။ ဖန်နဲ့ပွဲမှာတခြားမှဝင်မလို့ညအောင်တောင်းရရှင်ဖြုတ်ကြတယ်အဲ့ဒီအချိန်မှာသူမလဲကိုမလဲနဲ့ထိုးတာပွဲပြီးဖို့နောက်ဆုံးစက္ကန့်မှာဆိုဘလိုဖြစ်သွားလဲ over right hand နဲ့ပဲပြိုင်မဲ့ brander right ပဲမှောက်သွားတယ်အဲ့ဒီအချိန်မှာအချိန်ပြည့်သွားလို့ဒါပွဲမပြတ်နိုင်လားဗျာနောက်မှဆိုပွဲကပြတ်သွားနိုင်တယ်ကျွန်တော်တို့ chain fighter လေး striking skill ကအဲ့လောက်ကောင်းတာဗျာဒါကြောင့်မလို့အဲ့ဒီပွဲကလေတကယ်ကိုမှကန်ဝင်တွင်တဲ့ပွဲဖြစ်သွားတယ်ပန်တိုဂျာရဲ့ပွဲကြီးကြတော့အရင်ကြီးပြိတ္တတွေကိုဖျော်ဖြေမှုပေးနိုင်တာမျိုးမတွေ့ရအောင် ဖြောပြင်းမပေးနိုင်တာကလည်းဘာကြောင့်လဲဆိုတော့သူက strike game မှာအဲ့လိုကြီးရှင်ထိုးတာမဟုတ်ဘူး Brazil fighter လည်းဖြစ်တဲ့အားတန်ရာ PJJ ဘိုင်းကိုလည်းအဓိကဦးစား baby ကစားတဲ့ fighter ဆိုတော့ဒီလိုမျိုးအခင်းချင်းဖြစ်တာလို့ကျွန်တော်ကတော့မြင်နေဒါကြောင့်ပန်တိုဂျာကတော့သူ့အနေနဲ့ဝင်လုံးမှာပဲ Joshua Van ကဒါကိုကောင်းကောင်း defense လုပ်နိုင်ဖို့လိုတယ် take down defense ကောင်းကောင်းလုပ်လိုက်နိုင်မယ်ဆိုတော့ Joshua Van အတွက်ကတကယ်ကိုမှအဆင်ပြေမဲ့ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ် Joshua Van ကတော့လက်ရှိမှာ ပန်တိုဂျာကသူ့ကိုညနာပြောင်းထားတဲ့ပုံလေးကို Canon Plus ကမေးမြန်းထားတဲ့အစီအစဉ်လေးမှာသူကပြောသွားတာဘယ်လိုလဲဆိုတော့အကြံအမှသူ့ရဲ့ညာလက်တီးကပန်တိုဂျာရဲ့မျက်နှာပေါ်ကိုမိတ်ဆက်တော့မဲပန်တိုဂျာကိုပြညာပေးတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတာလေးပါဂျော်ရှွာဗန်ကလည်းတစ်ဖက်ကနေစကလုံးတိုက်ပွဲတွေဆင်နွှဲတယ်ပန်တိုဂျာကလည်းစကားစစ်ထိုးတာလေးတွေရှိတယ် ပွဲကတော့မြိုင်မာလိမ့်မယ် flying weight ပွဲဖြစ်ပေမဲ့ဒီ champion လူဝဲက Joshua Wen ပါနေတဲ့အတွက်ကြောင့်မလို့ကြည်ရတဲ့တအားကောင်းတဲ့ပွဲဖြစ်လိမ့်မယ်ပြိသက်တွေကလည်းအများကြီးမျှော်လင့်ထားတယ်ဒါကိုကျွန်တော်တို့ team fighter လေးကဘယ်လောက်ထိလုံပြနိုင်မလဲဆိုတာကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြမယ်ပွဲကတော့လာမယ့် season မှာလာ9ရက်နေ့မှာကျင်းပမယ် UFC 323ပြိုင်ပွဲမှာကိုမင်းပွဲစဉ်နေနဲ့ပါဝင်လာမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲချင်းဖိုင်တယ်လေးဂျိုရှွာဗန်နေနဲ့ပိုင်တိုကြကိုတဲပြင်းလိုက်တဲ့အကြောင်းလေးကိုလာရောက်မျှဝေပေးတာဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့ training တွေ One Championship UFC ဆက်ရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြီး fighter တွေထူးခြားတဲ့အကြောင်းလေးကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Log out Channel သက်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မြစ်တိုက်ခံနေပါတယ်ခင်ဗျာ။ပြည်သူတို့ထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။